ီးခဲ့တဲ့မတ်လ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့စကိုင်းကလေးကြီးမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဲဘက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ယုံကြည်ရကြောင်းသတင်းထွက်ပေါ်လာပါတယ်။ဒီအကြောင်းကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက် အရဘတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Sue Foundation ရဲ့ကြေညာချက်မှာထည့်သွင်းဖော်ပြထားတာပါ။ Sue Foundation ရဲ့ကြေညာချက်ကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရသာအစိုးရလက်ထက်မှာ စီးပွားရေးအကြံပေးအရာရှိအဖြစ်တာဝန်ယူခဲ့တဲ့ဩစတြေးလျနိုင်ငံသားရှောင်းတန်နာကလည်းလူမှုကွန်ရက်ပေါ်ပြန်ပြီးတော့ဝင်းမြထားပါတယ်။ဒီကြေညာချက်ထဲမှာတော့မတ်လ28ရက်တုန်းကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းတိုင်းဒေသကြီးကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့မက်ဂနီချူခွန်တသမကွန်ဆင်ကလင်းကြီးအတွင်ဒေါအောင်ဆန်းစုကြည်ချုပ်နှောင်ခံထားရတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သူမကိုယ်တိုင်လည်းဘယ်ဘက်လက်မှာဒဏ်ရာရခဲ့တယ်လို့ သတင်းရှင်းမြစ်တွေစီကတူညီတဲ့ထွက်ဆိုမှုတွေကိုကိုးကားဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကအချင်းချခံထားရတဲ့အခြေအနေမှာမိသားစုဝင်တွေရှေ့နေတွေနဲ့လည်းတွေ့ဆုံခွင့်မရခဲ့ပါဘူး။စုဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဂျင်းတော့နဲ့အမှုဆောင်ချုပ်ဒေါက်တာမိုက်ကယ်မာရက်ခရော့စ်ဘီတို့ကဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုအတွက်အထူးစိုးရိမ်ကြောင်းမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့အမျိုးသားရင်ကြားစေရေးကိုအလေးပေးတဲ့အနေနဲ့ ေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လှုပ်ပေးဖို့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာစုဖောင်ဒေးရှင်းကတောင်းဆိုလိုက်တာပါဒေါ်အောင်ဆန်းစုကြည်အတွက်ဥပဒေအကျိုးဆောင်တွေဖြစ်ကူညီဆောင်ရွက်ပေးခဲ့သူတွေကလည်းကဘာကြီးဟာဆက်ပြီးနှုတ်ဆက်နေတုန်းမှာအကျဉ်းထောင်တဲ့တင်ဒေါ်အောင်ဆန်းစုကြည်အသက်ဆုံးရှုံးသွားမှာကိုအလေးနဲ့စိုးရင်ရမယ့်အကြောင်းတရားတွေရှိနေကြောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အရွယ်ရဲ့ 2020ခုနှစ်ကစပြီးပွင့်ပွင့်လင်းလင်းဘာမှတိခွင်မရတဲ့အခြေအနေမျိုးနဲ့ထိမ့်သိမ့်ချုံနောင်ခံရတာတွေရဲ့ကြောင်းဒေါအောင်ဆန်းစုကြည်ဒဏ်ရာရထားတဲ့ကိစ္စအပေါ်အများကြီးပူပန်မိတဲ့အကြောင်းသဘောထားထုတ်ပြန်ထားပါတယ်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကိုအမှုပေါင်း16ခုနဲ့ဆွဲချက်တင်ပြီးထောင်ဒဏ်33နှစ်ချမှတ်ထားပါတယ်နောက်ပိုင်းမှာတော့စစ်ကောင်စီက6နှစ်ပြစ်ဒဏ်သက်သာခွင့်ပေးခဲ့တာကြောင်းလက်ရှိမှာအသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ကမတရားသဖြင့် ထောင်ဒဏ်29နှစ်ကိုရင်ဆိုင်နေရပါရှင်